င်္ဂလာမနက်ခင်းပါရှင်။2025ခုနှစ်ဇူလိုင်လ3ရက်နေ့ Radio NUG မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမော်ပါ။ဒီမှာဆုံးတင်ပြပေးမယ့်သတင်းကတော့ကင်းဒီပြည်တိုင်းမင်းငယ်ကောင်စီ KSCC နဲ့မန္တလေးဒေသကြားကာလနိုင်ငံအစည်းအဝေးဖော်ထုတ်မှုဆိုင်ရာချိတ်ဆက်ညှိနှိုင်းရေးနဲ့မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့တွဲဆုံဆွေးနွေးတဲ့သတင်းပဲဖြစ်ပါတယ်။ ကင်းဒီပြည်တမင်ငယ်ကောင်စီ KSCC နဲ့မန္တလေးဒေသဂျာကာလနိုင်ငံစီမံဖော်တော်မှုဆိုင်ရာချိတ်ဆက်ညီနိုင်ရေးနဲ့ဘူချမ်းရေးဆွဲလုပ်ငန်းကော်မတီတို့သည်ဇူလိုင်လ2ရက်နေ့တွင်ဇွန်ပလက်ဖောင်းမှတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းတင်ရရှိပါတယ်။တွေ့ဆုံဆွေးနွေးရာမှာမန္တလေးဒေသမူချမ်းရေးဆွဲရေးလုပ်ငန်းကော်မတီအနေနဲ့မန္တလေးဒေသဂျာကာလနိုင်ငံစီမံရေးဆွဲလုပ်ငန်းစဉ်နဲ့ဘူချမ်းရေးဆွဲထားမှုများအပြောင်းအလဲဆွေးနွေးခြင်းရင်းဆွေးနွေးပြဝေမှုပေါ်ကင်းဒီပြည်တမင်ငယ်ကောင်စီဘက်မှမိကုန်များမြင်မြန်ခြင်းကြံပြုခြင်း ဆွေးနွေးဖလှယ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်ပြည်နေပြည်တော်ငံကောင်စီက၎င်းတို့၏အတွေ့အကြုံများနိုင်ငံရေးမျှော်မှန်းချက်များကိုလည်းမျှဝေခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Timor-Leste အာဆီယံဖွဲ့ဝင်ဖြစ်ပေါ်ရေးကို Champions League ကောင်စီကကန့်ကွက်စာပေးပို့တဲ့သတင်းပဲဖြစ်ပါတယ်။ဂျမစစ်ကောင်စီကိုအာဆီယံဖွဲ့ရဲ့လက်ရှိဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံတို့တရားဝင်စာတစ်စောင်ပေးပို့ခဲ့ပြီးဒီမော်လန်စတီအာဆီယံဖွဲ့ဝင်ဖြစ်ဝင်ရောက်ရေးကို အော်တိုဘာလမှာထောက်ခံမည်မဟုတ်ကြောင်းထုတ်ဖော်ပြောကြားခဲ့တယ်လို့ Time BBS World ရဲ့သတင်းမှာဖော်ပြထားပါတယ်။မြေပြည်တော်မှာထုတ်ပြန်တဲ့စစ်ကောင်စီရဲ့တရားဝင်စာတမ်းမှာဒီမိုလက်စီနိုင်ငံတွေအာဆီယံပြည်ညင်စာတမ်းတွေဖော်ပြထားသည့်အတွင်းမတိပါရေးမူဝါဒကိုချိုးဖောက်ခဲ့တယ်လို့စွပ်စွဲထားတယ်လို့ဖော်ပြထားပါတယ်။အာဆီယံမြန်မာညှိနှိုင်းရေးဌာနရဲ့ညွှန်ကြားမှုချုပ်ဟန်ဝင်းအောင်ကလက်မှတ်ရေးထိုးထားတဲ့စာတမ်းမှာဒီမိုလက်စီနိုင်ငံတွေမြမတွင်ရေးကိစ္စများတွင်ဝင်ရောက်ဆော့ဖက်မှုများဆက်လက်လှုံ့ဆော်နေပါက ၎င်း၏အာဆီယံဖွဲ့ဝင်လျှောက်ထားမှုကိုလုံးဝပယ်ချရမယ်လို့ဖော်ပြထားတယ်လို့သိရပါတယ်။နေလမှကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာအာဆီယံခေါင်းဆောင်များကတီမိုနက်စတီကို17နိုင်ငံမြောက်ဖွဲ့ဝင်ဖြစ်လက်ခံရန်သဘောတူညီခဲ့ပြီးအော်တိုဘာလာတွင်လိုအပ်သောလုံထုံးလွင်မှုများကိုဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့တော်လဲစစ်ကောင်စီကဒီမိုလစ်တီမြမအရေးဆိုင်ရာဘူခွဲမူဝါဒကိုပြုပြင်ပြောင်းလဲပြီး ရှင်းလင်းသောခရီးကူများမပြတာမချင်းဆက်ဆက်လုံထုံးလုံနည်းများကိုဆိုင်ရန်ထားရန်အာဆီယံဥက္ကဋ္ဌနဲ့တူရင်မှုယုံချုပ်ကိုတောင်းဆိုခဲ့တယ်လို့ပြရပါတယ်ရှင်။ဆလတ်တင်ပြပေးမယ့်တဲ့ငါတော့လူခွေးရဲ့ဆိုင်အောင်ကြီးဌာနတာဝန်ရှိသူများနဲ့ရပ်ဘက်ဖွဲ့စည်းတစ်ခုဖြစ်တဲ့ညီမြချင်းမြမ EQM အဖွဲ့နဲ့တွဲဆောင်ဆွေးနွေးမှုပြုလုပ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ဇူလန်လတရနေ့မှာလူခွေးရဲ့ပညာပေးမှု ဒုက္ခရဲ့ချိုးဖောက်မှုချက်လက်ကယူမှုတွေကိုဆောင်ရွက်နေတဲ့ရက်ဖက်ဖွဲ့စည်းတစ်ခုဖြစ်တဲ့ညီမျှင်းမြန်မာ EQM အဖွဲ့နဲ့တွဲဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းဒုက္ခရဲ့ဆိုင်ရာဝန်ကြီးဌာနကတရင်ထုတ်ပြန်ပါတယ်။ဆိုပါတွဲဆုံမှုတွင်မှဒုက္ခရဲ့ဆိုင်ရာဝန်ကြီးဌာနကတာဝန်ရှိသူတွေသခိုင်းမကွေးကဒုက္ခရဲ့တာဝန်ခံတွေနဲ့ညီမျှင်းမြန်မာကတာဝန်ရှိသူစုစုပေါင်း54ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။တွဲဆုံမှုတွင်မှညီမျှင်းမြန်မာကဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းအခြေအနေတွေ ရေပြင်မှာဆောင်ရွက်နေတဲ့လူခွင့်ရေးချိုးဖောက်မှုအချက်လက်ကောက်ယူမှုအခြေအနေတွေနဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနလူခွင့်ရေးတာဝန်ခံများနဲ့ရေပြင်မှာဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဆွေးနွေးမှုတွေအပေါ်မှာလည်းရေပြင်မှာလှုပ်ဆောင်နိုင်တဲ့ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေကိုလူခွင့်ရေးတာဝန်ခံတွေကပြန်လည်ဆွေးနွေးမေးမြန်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ဆွေးနွေးမှုရလဒ်အနေနဲ့ဝန်ကြီးဌာနရဲ့လူခွင့်ရေးတာဝန်ခံတွေနဲ့ညီမျှချင်းမြန်မာတို့ကြားလူခွင့်ရေးဆိုင်ရာသင်တန်းတွေလူခွင့်ရေးချိုးဖောက်မှုအချက်လက်ကောက်ယူမှုတွေပါဝင် ပြန်လည်ချိတ်ဆက်ဆောင်ရွက်ဖို့တို့ကိုစုံဖြတ်ချက်ချမှတ်နိုင်ခဲ့ပါတယ်ရှင်။နိုင်ငံတော်တာမင်ပုတ်ကိုရဲ့မွေးနေ့မှာကြပြာရုပ်စုကုန်ပြုခဲ့ကြတဲ့နိုင်ငံချင်းသားများအားရိုက်နှက်ချေချင်းခတ်တိုက်ပိတ်ထားတဲ့တဲ့ရင်းကိုဆက်လက်တင်ပြပေးပါဦးမယ်။နိုင်ငံတော်ရဲ့တာမင်ပုတ်ကိုဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာကြပြာရုပ်ဖတ်ပြီးကုန်ပြုခဲ့ကြတဲ့နိုင်ငံချင်းသားတွေကိုရိုက်နှက်ချေချင်းခတ်ပြီးတိုက်ပိတ်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံချင်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။ ဒီကရက်ဇွန်လ19ရက်နေ့မှာကြာရောက်ခဲ့တဲ့ဒေါန်ဆန်းစုကြည်ရဲ့တက်80ပြည့်မွေးနေ့ကိုခုံပြူတော်အဖြစ်မြင်းကြံထောင်အတွင်းရှိနိုင်ငံချင်းသားများကကြပြရုပ်ဖတ်ခဲ့ကြတယ်လို့ဆိုပါရယ်အဲဒီလိုကြပြရုပ်ဖတ်ခဲ့ကြတဲ့အတွက်ဟုဆိုကမြင်းကြံထောင်ရှိဝန်ထမ်းများကနိုင်ငံချင်းသားတွေကိုဒီနေ့အထိရိုက်နှက်ချေချင်းခတ်ပြီးတိုက်ပိတ်ထားခဲ့ကရရှိချတဲ့ဒဏ်ရာများအားစစ်ကူတာဝင်မပေးခြင်းထောင်ဝင်စာတွေ့ခွင့်နဲ့ပါဆယ်ပို့ဆောင်ခွင့်များကိုလည်းကန့်သတ်ထားခဲ့တယ်လို့သိရပါရယ်ခုကဲ့သို့ကြပြရုပ်ဖတ်ရုံများနဲ့ ဒုက္ခရေချုပ်ဖောက်နေကြတဲ့ထောင်ဝင်တန်းများအားဒုက္ခရေပြန်လည်ရရှိခြင်းတွင်တရားမျှတမှုရရှိအောင်ကြိုးစားလှုံ့ဆော်သွားမယ်လို့ PPNM ကအတည်ပြုထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်တင်ပြပေးဦးမယ့်သတင်းကတော့2025ခုနှစ်တွင်ဂျမတ်ဆေးဥစုကြောင့်သက်18နှစ်အောက်ကလေးငယ်မိန်းကလေး84ဦးနဲ့ယောက်ျားလေး65ဦးစုစုပေါင်း139ဦးသေဆုံးခဲ့ပြီး3လသားအရွယ်ကလေးတအူပါဝင်နေဆိုတဲ့သတင်းဖြစ်ပါတယ်။ နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးသင်းမှကာယူထားတဲ့သတင်းချက်လက်တွေအရ2025ခုနှစ်ဇန်နဝါရီလ၁ရက်နေ့မှဇူလိုင်လ၂ရက်နေ့အထိနိုင်ငံတော်ဝန်မှဂျမတ်စီဥစုကြောင့်သက်၁၈နှစ်အောက်ကလေးငယ်သေဆုံးသူမိန်းကလေး84ဦးနဲ့ယောက်ျားလေး65ဦးစုစုပေါင်း139ဦးသေဆုံးခဲ့တာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီထဲမှာအသက်ငယ်ဆုံး၃လရွယ်ယောက်ျားလေးတစ်ယောက်ပါဝင်တာ ဆိုမှာတည်ဆုံးသူများနဲ့စကိုင်းတိုင်းမှာ49ဦးနဲ့တည်ဆုံးမှုအများဆုံးဒေသဖြစ်ပြီးအဝေးတိုင်းမှာ22ဦးနဲ့တည်ဆုံးမှုဒုတိယအများဆုံးဒေသဖြစ်တယ်လို့ဖော်ပြထားပါတယ်။တည်ဆုံးရတဲ့အကြောင်းရင်းတွေဖြင့်135ဦးမှာဆေးဥစုရဲ့လေးချောင်းဖြစ်ဖြစ်ခဲ့တိုက်ခတ်မှုကြောင့်အများဆုံးတည်ဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်ဆိုပါကာလအတွင်းနိုင်ငံတော်ဆေးဥစုကသက်15နှစ်အရွယ်ယောက်ျားလေးတဦးနဲ့6နှစ်အရွယ်မိန်းကလေးတဦးစုစုပေါင်း17နှစ်အောက်ကလေးနှစ်ဦးတို့ကိုလူမှုဒေါ်လိုင်းကိစ္စနဲ့ဆက်လျင်ပြီးဖမ်းဆီးခဲ့ပါရှင်။ ဆက်လက်တင်ပြပေးဦးမယ်တဲ့ကတော့မင်းပြားမှာမဖျားရောဂါကျူးတင်ကာကွယ်နိုင်ရေးအရခပြည်သူ့ကျမရေးဌာနကွင်းစင်းစာရွက်တဲ့တင်ပြဖြစ်ပါတယ်။ဇွန်လနောက်ဆုံးဘက်ကစပြီးမင်းပြားမျိုးနယ်မှာမဖျားရောဂါကျူးတင်ကာကွယ်နိုင်ရေးအရခပြည်သူ့ကျမရေးဌာနကွင်းစင်းစာရွက်ခဲ့ကြောင်း APM တင်ဌာနကဖော်ပြထားပါတယ်။မင်းပြားမျိုးနယ်စည်ရင်ရွာဟောင်းကိုအရခပြည်သူ့ကျမရေးဌာနရဲ့ဦးဆောင်မှုနဲ့မဖျားရောဂါတိုက်ဖျက်ရေးဌာနကမဖျားရောဂါရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ရပ်ဖြားပို့ကူးဆက်ခဲရပါကကုသနိုင်ရန်စီများပါပေးခဲ့တယ်လို့သိရပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ဇွန်လအတွက်နွေဦးတီလက်မှတ်အသိန်း9000ကျော်ရောင်းထွက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ဇွန်လအတွက်မြူတီလက်မှတ်တသိန်း9000ကျော်ရောင်းထွက်ခဲ့တယ်လို့ဇူလိုင်2ရက်နေ့မှာဇွန်လရာအားကိုမြူတီမိသားစုကသိပေးကြေညာပါတယ်။ဇွန်လပြည်သူတို့ရဲ့စည်းလုံးညီညွတ်မှုတွေနဲ့အတူဇွန်လမြူတီရောင်းအားလေးကတော့လက်မှတ်တသိန်း9320ရောင်းထွက်ခဲ့ပြီး ချက်ချင်းကလေးအနည်း80ဂရီစု2စုနဲ့စုစုပေါင်း4139စုကိုကန့်ထူးခြင်းရရှိခဲ့ကြပါတယ်လို့ဖော်ပြပါတယ်။ရစ်ဆက်ပြီးတရားသွန်းလမ်းကြောင်းပေါ်မှာရှောင်းလန်းလျက်ဓမ္မအင်အားပုံမှုပြသပြီးနာဂတ်အိမ်မက်တွေကိုရရဲ့ဝုံဝုံမှတ်ကြဖို့လည်းလူဦးကြီးကတိုက်တွန်းထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပါကီမြင့်စစ်သွေးနဲ့ Carshell တို့ကပေးပို့ထားတာဖြစ်ပါလိမ့်ရှင်။